မြေပြင်မှာလုပ်နေတဲ့ကလေးလေးတွေကျွန်တော်တို့ရဲ့တူသားအွယ်လောက်ရှိတဲ့နော်တူမလေးတွေသမီးအွယ်လောက်ရှိတဲ့မိန်းကလေးတွေပါသူတို့ကမြေပြင်မှာတကယ်လုပ်နေရတာသူတို့ပြောတဲ့အရာတွေကိုနားထောင်တဲ့အခါကျွန်တော်နှလုံးတော်အောင်တယ်နော်ဆိုတော့မြေရီတောင်မှမနေပြန်ထိုင်းရတာနှလုံးတော်အောင်တယ်တိုင်းပြည်ကအခုပြည်သူလူထုအများဒီ အများစုတည်းမှာသုံးပုံတပုံဆော့ဆော့ဆရာပြောတဲ့သုံးပုံတပုံပေါ့နော်လူ300ဆောင်တယောက်ကငတ်နေတာကူပါနော်ဆိုတော့အဲ့လိုအခြေအနေမျိုးတွေမှာစားရမယ်တောက်ရမယ်တချို့ကနေရမယ်နော်စစ်ဘေးကြောင့်မလို့လေရင်ဘုံလာကျဲတဲ့ကြောင့်မလို့ထွက်ပြေးရတာဒါညညနဲ့တကောင်တွေလဲစစ်ကြောင့်ချို့လို့ထွက်ပြေးရတာအများကြီးအဲ့တော့ဒီလူတွေကိုကျွန်တော်တို့ကနော်တက်နိုင်တဲ့ဘက်ကနေပြီးတော့ပါဝင်ဖို့အာတက်နိုင်တဲ့ဘက်ကနေကူညီဖို့ဖိမဖို့ဆိုရင်တော့ကျွန်တော်တို့ကိုကျွန်တော်တို့ control လုပ်ရမယ် control လုပ်ရမယ်ဘာ control လုပ်ရမလဲဆိုတော့အခုကြည့် အခုကထိန်မွဲပေါ့နော်ပြီးတော့တလောတော့ဟိုပျော်ဝဲရှင်မွဲတွေပေါ့အဲ့ဒီနေရာတွေမှာကျွန်တော်မနေ့တနေ့ရပြသတင်းလေးတစ်ပုဒ်သတင်းမဟုတ်ပါဘူးအဲ့တင်ထားတဲ့ဟာလေးတစ်ပုဒ်ဖတ်လိုက်ရတာစိတ်ထဲတော်တော်မကောင်းဘာမကောင်းလဲဆိုတော့ဒီတောင်ကြီးမှာမိဘုံပြန်လွတ်တယ်ပေါ့ဒီမိဘုံပြန်ကတခုကိုသိမ်းရာချီရရရာသေးသေးမဟုတ်ဘူးနော်ဆရာ လေက600ချီတယ်အကောင်းဆုံးမိဖို့ကတိန်1300လောက်ကြတယ်ပဲဒါပေမဲ့လည်းငါတို့ကငါတို့ရဲ့ရိုးရာဒလေးကိုထိမ့်သိမ်းတဲ့အနေနဲ့ပတ်စံမရှိတော့ సైకిల్ ပေါင်ပြီးတော့ సైకిల్ ရောင်းပြီးတော့မှလောက်တာဆိုတော့အဲ့တော့ဒီမိဖို့မြင်ရလေထဲမှာတက်သွားပြီးခဏကြာမီးဖြစ်ပြီးပြာချပြီးတော့ပျက်စီးသွားတဲ့အရာတွေအဲ့တော့ကုန်ကြခံနေတယ်အဲ့ဒါလက်တွေ့မချတဲ့ကိစ္စကြီးလေဆရာဟိုမှာလက်တွေ့ကြကြငတ်နေတဲ့လူတွေပြက်နေတဲ့သူတွေအတွက်ကျွန်တော်တို့ရဲ့ကိုချင်းစာနာတရားစိတ်ကလေးနဲ့ကျွန်တော်တို့ကိုကျွန်တော်တို့ self control ကိုကိုကို ကာမဂုဏ် ထိမ့်ချုပ်ပြီးတော့ကာမဂုဏ်ဆိုတာဟိုစက်ကိစ္စကိုပြောတာမဟုတ်ဘူးဇာနော်ဒီအစာအသောက်နေထိုင်အပျော်ပါအသုံးဆွဲအဲ့ဒါတွေကိုလည်းအကုန်လုံးကိုမှထိမ့်ချုပ်ပြီးတော့ကျွန်တော်တို့ကတတ်နိုင်တဲ့ဘက်ကနေပြီးတော့မှပြည်သူပြည်သားချင်းချင်းကုညီဖို့ထောက်ပံ့ဖို့မဆာဖို့အတွက်ကောင်းတယ်လို့ကျွန်တော်တို့မြင်ပါတယ်ဒါနံပါတ်၁ချက်နေနေပေါ့လေနံပါတ်၂ချက်နေနေရတော့အဖွဲ့အစည်းတွေရှိကြတယ် ကျွန်တော်တွေ့တယ်เนาะ foundation တွေတွေ့တယ် NGO တွေတွေ့တယ်အဖွဲ့အစည်းတွေရှိတယ်ဒီအဖွဲ့အစည်းတွေအနေနဲ့လေဒီပြည်သူလူထုကိုကူညီပံ့ပိုးတဲ့နေရာမှာမှန်မှန်ကန်ကန်တိတိကျကျသစ္စာရှိရှိနဲ့เนาะစုစုစည်းစည်းလေးနဲ့ကြက်ကြက်လေးလေးလေးနဲ့ဒီအရာလေးကိုလောက်ကင်ဖို့အတွက်ကျွန်တော်မြင်တယ်ဘာလို့လဲဆိုတော့တချို့နေရာတွေမှာယူပေါက်တွေအများကြီးရှိတယ်เนาะတကယ်ဒုက္ခမရောက်နေဘဲနဲ့ အခွင့်အရေးရသွားတဲ့သူတွေနော်နောက်အခွင့်အရေးတောင်မှတစ်ခါတည်းမဟုတ်ဘဲနဲ့နှစ်ခါသုံးခါလေးခါပို့ရှံပြီးရနေတဲ့သူတွေဒါမျိုးတွေရှိရှိတဲ့ခါကျဒါတွေကအသိန်းဖွင့်နေဆိုင်သွားပြီ so ဒီ organization တွေကနေပြီးတော့ foundation တွေကနေပြီးတော့မှနော်ဒီຢာကိုတည်တည်ချာချာစစ်စစ်နဲ့လေးတိတ်ချာကိုချပြီးဒီတက်ပို့ပြီးတော့မှစစ်စစ်နဲ့ချက်ချာလေးနဲ့ချက်ချက်မမှန်လေးနဲ့လုပ်မယ်ဆိုတော့ပို့ပြီးထိရောက်တဲ့နော်ပူညီမှုမျိုးထောက်ပံ့မှုမျိုးရောက်နိုင်မယ်လို့ကျွန်တော်မြင်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့မြေပြင်လက်ရောက်တိတိသွားနိုင်ရင်တော့ပို့ပြီးတော့မှ ကောင်းတယ်ပို့ပြီးထိရောက်တယ်လို့ကျွန်တော်မြင်တယ်ဘာလို့ဆိုဂျားထဲမှာလေလွင့်သွားတဲ့အရာတွေလူဆိုတော့လေဆယ်ရခက်ပါတယ်လူကခက်ခဲတဲ့ကာလမှာတော့ပို့ပြီးတက်တက်တယ်ဗျာနော်ဟိုပမာစကားရှိပါတယ်ကဘာမီလောက် သားကောင်ချနင်းဆိုတာနောက်ဆုံးအခက်ခဲအချက်ကြေးဒါဖြစ်လာကိုသားကောင်ကိုသားတော်ကိုချနင်းပြီးတော့တတ်ပလိုက်တယ်ဆိုတဲ့ပုံစံမျိုးဟိုစကုံလေးရှိတယ်ပေါ့နော်စကားလေးရှိတယ်ပေါ့ဆိုတဲ့ခါကျအခက်ခဲချက်တဲ့ဖြစ်လာလူကပို့ပြီးတော့ဟိုလူအပ်ချက်တွေများလာပို့လောဘတက်တက်တယ်အဲ့ခါမှာဂျားထဲမှာမမမကန်မှုတွေဖြစ်လာတယ်အလွဲမှမှုတွေဖြစ်လာတယ်နောက်တစ်ခုကဟိုအလွဲသုံးစားမှုတွေဖြစ်လာတယ်ဒီຢာတွေကိုပို့ပြီးချက်ချက်မတ်မတ်လေးနဲ့လုံနိုင်မယ်ဆိုတော့ပို့ထိထိရောက်နေကိုညီမစားနိုင်လိမ့်မယ်လို့ကျွန်တော်တို့မြင်ပါတယ်ခင်ဗျာ